ကိုဘက်ကနေပြီးတော့ဒါပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပေးတယ်ပြည်သက်တွေအတွက်ကိုဒါကိုဘက်ကလည်းတချို့ဟာတွေကြောင့်ပြင်းစင်းချက်တစ်ခုတော့ဖလာတော့မှသူတို့လည်းအဆင်ပြေတော့ပေါ့အဲဒီကြောင့်လည်းတချို့ဟာတွေကတော့ရှင်းသင့်တယ်ခင်လို့ရှင်းတော့ပေါ့နော်အဲလိုမျိုးကိစ္စတိုင်းတော့ကျွန်တော်နော်ဘယ်တိုင်းနေရှင်းတော့ပေါ့ဒါကတော့ကောလာဟာလာတော့ကောလာဟာလာအတိုင်းပဲပေါ့နော်ဟိုကောလာဟာလာအတိုင်းပဲကျွန်တော်ထားလိုက်ကြတော့အဲဒီလေသူသူဘာမှသိကြည်မပြောချင်တော့ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နဲ့အဲအလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော်ဘယ်လိုလဲဆိုတာကသိနေရပါပြီဆိုတော့ကျွန်တော်အထူးကျူးလဲကျွန်တော်လိုက်ရှင်းပြပေးပါဒီ47ကဒီလိုဆိုင်ွဲတွေအများကြီးပေါ်လာနိုင်တယ်ပေါ့နော် ာဆိုတော့ဒါအများကြီးခေါ်ယူပါတယ်ဒီမှာလည်းအများကြီးခေါ်လိုက်ပါပြီခင်ဗျာဘယ်လိုလဲဆိုတော့ဒီစတိုင်းနဲ့အဲ့လို fashion တွေပါဆိုဘယ်လိုမျိုးတွေဘယ်လိုလုပ်ဖြစ်လဲဆိုတော့အများကြီးရောက်စားတယ်ဘယ်လိုမျိုးတွေရှိလဲအဲတောင်းလဲပြီးတော့ကျွန်တော်ကတော့တိတ်ထွေဘူးတော့တောင်းလဲပြတော့ပြီးတော့မရှိဘူးပေါ့နော်အဲသမင်းရောင်းလေးပါတွေကကျွန်တော်အစတည်းကမဆိုးရဲသူဆိုတော့ဒီသမင်းကိုအတူတော့ပဲထားပြတယ်ပေါ့အခုကတော့ဒါ grow တော့ပြင်ပြပါတော့ပြင်ပြန်ရှိတာမှအဲကျွန်တော်ထားနေတဲ့ပုံစံလေးပဲပြန်ထားမယ်ပေါ့ဒါပေမဲ့လည်းအဲဒီ character ရ ဘယ်လိုပြောင်းအောင်လဲပေါ့နော်။အားဒီတစ်ချက်ပြန်ကြည့်ပါ။ဒီကတော့နေသားကြပါလေ။နေသားကြပါလေ။ဟိုဘာဖြစ်အဆင်ပြေပါလေ။ဟိုစမေးပြီးကြမလို့။ပုံစံအောင်ပေါ့ဖြစ်တယ်။အဲမပေါ်ဖြစ်သေးဘူးဒါရှည်လာတဲ့အတိုင်းလေးပဲပေါ့နော်။တော့မီဒီယာဒါရှည်လာတဲ့အတိုင်းလေးပဲဆိုတော့ဒီဒီတိုင်းလေးပဲတားပြီးတရားပေါ့။အာနောက်ရိုက်မဲ့ကားကလည်းဒီလိုပုံစံနဲ့ပဲတွားပြီးပုံကြရဲဆိုတော့အဲဒီလိုကျွန်တော်ကတော့ အခုမှလို့အထောင်လေးပဲပေါ့နော်ဟိုရှင်းရှင်းတန်တန်လေးပဲကြိုက်တယ်ပေါ့ဆိုတော့ဟိုအရှိလို့ပါတော့ကြောက်တာ character တခုရကျွန်တော်ဟိုအရင်တော့ထားတာပဲရှိတာလေဟိုကျွန်တော်ရိုက်ရှင်တဲ့ character ရိုက်ပြီးသွားတဲ့အချိန်ရောက်တော့ပြတ်လိုက်တယ်ပြီးတော့အဲ့လိုမျိုးရှင်းရှင်းတူတူလေးပဲကြိုက်တယ်ကျွန်တော်ကျွန်တော်ကတော့အဲ့ဒီသပင်ကိုကျွန်တော်ခဲလို့ဖြစ်တယ် skin တော့တိတ်မခဲဖြစ်တာသပင်ကငငယ်တွေကဟိုကကျွန်တော်အဲ့ vitamin E တို့ဟိုနောက်ဟို တန်လွင်ဇီရိုပေါ့နော်အဲ့အလေးလိမ့်ပြတယ်ငငယ်လေးရပါဘောနော်အမေကလည်းအဲမေမေကလည်းကျွန်တော်အဲ့လိုမျိုးကြောင်းသွားလို့ရှိရင်အဲ့လိုမျိုးစပင်ကိုအဲ့လိုမျိုးဗီတာမင် E ကိုအလုံးလေးရှိတယ်စပင်အဖြစ်ရဥစားတယ်အဲ့လေးအများလိမ့်ပြရဆိုတော့အခုဒီလေကျွန်တော်ကအဲ့လေးတစ်ခါကြာလို့ရှိရင်ဂျယ်ရီဘိုင်သုံးပြီးလို့ခါကြာလို့ရှိရင်ညဘက်ကောင်းချော်ပြီးလို့ရှိရင်အဲ့လေးလိမ့်ပြီးအိတ်ဖြစ်တယ်ပေါ့နော်အဲ့လိုတော့စပင်ကတော့ကျွန်တော်ခဲလို့ဖြစ်တယ်ဘာလို့ဆိုတော့အဲစပင်ဆိုတာဒီဟိုလူတယောက်မှာလည်းဒါအရေးကြီးတယ်လေဒုတိယမျက်နှာဆိုတော့

ဟုတ်ပါဘူးဒါအဲ့လိုပေါ့ကျွန်တော်ဝတ်တဲ့ပုံစံလေးတိုင်းပဲဝတ်တာပါဘောနော်အရင်ဟိုထွေထူးပြောင်းလဲတာတော့မရှိပါဘူးဟိုကျွန်တော်နဲ့အရှင်ပြေမဲ့ထင်တဲ့ဥစ္စာလေးရွေးဖို့တောင်းဘယ်လိုပါလဲအဲ့ဒါဆိုင်ဆိုင်သွားတာချိန်တော့ဒီကမှာဘာလဲဒီကမှာဒီဘက်ကလာပါလို့ပြောတာစိတ်တက်ပြောအိမ်မှာအိမ်ငယ်တဲ့မျိုးအိမ်မှာပုံခဲ့ပါလို့ပြောတာစိတ်တက်ကြတာအဲ့ဒါဘာလို့ပြင်းနေရမှာအဲ့ဒါတွေပြောပြတာဘာလို့ပြောရလဲအဲ့ဒါပြောပြောတာပေါ့ပြောတာပေါ့ကျွန်တော်ဟို ချစ်ကြတဲ့သူတွေအားပေးကြတဲ့သူတွေတို့လည်းကျွန်တော်အများကျွန်တော်ကိုယ်တိုင်လည်းအများကြီးအားဖြစ်တယ်လေအများကြီးအားဖြစ်တယ်ပြီးတော့အများကြီးလည်းပူစူးစမ်းနေဆိုတဲ့စိတ်လေးဝင်တာပေါ့နော်အဲ့တော့ကျွန်တော်ချစ်ပေးကြတဲ့အဲ့လိုမျိုးပရိသတ်တွေတကယ်ရှင်နေရနေတယ်ကျွန်တော်လည်းတကယ်ကို အများကြီးပြောင်းကျေလို့တယ်ပါ family တွေက family တွေကတော့ကျွန်တော်လုပ်ဖို့တော့အစီအစဉ်ရှိပါတယ်ဒါလို့လည်းအခုချိန်မှာပေါ့နော်အလုပ်အလုပ်အလုပ်ကြောင်ရောအချိန်ကြောင်ပေါ့နော်အားကြောင်မလုပ်ဖြစ်ပြရအောင်သေချာလေးတော့လုပ်ဖို့တော့ရှိပါတယ်ဟုတ်ကဲ့ဆိုတော့နောက်ပိုင်းလူပြစ်စ်တွေရအောင်ပြတာတော့အများကိုယ့်ရဲ့ personal အားစားလို့ပြည့်ရပြောင်းလေးရတော့ပြီးတော့ clean ရှင်းအောင်ပို့ထားပြည့်ရ personal line ရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဗျာအော်အဲ့ဒါကြောင့်တော့အဲဘယ်လိုပြောပြမလဲတချို့တချို့ကိစ္စတွေကြောင့်တော့ဟို မရှင်းဘူးပေါ့နော်မရှင်းလို့ရတယ်ကြံစည်မရှိဘူးဒါပေမဲ့တချို့ကိစ္စတွေကြတော့လေကိုယ့်ဘက်ကနည်းနည်းလေးရှင်းလိုက်တဲ့အချိန်ပြောဟိုပြောလိုက်တဲ့အချိန်ကြမှာကိုယ့်ဘက်ကနေပြီးတော့ပြန်ပြောပြခြင်းနဲ့ပရိသတ်ဆိုတာလည်းရှိသေးတယ်လေဆိုတော့အဲကိုယ့်ဘက်ကကိုယ့်ဘက်ကနေပြီးတော့ဒါပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပြတယ်ပရိသတ်တွေအတော့ကိုဒါကိုယ့်ဘက်ကလည်းတချို့ဟာတွေကြောင့်ပြင်ဆင်ချက်တစ်ခုတော့ခလာတော့မှသူတို့လည်းအဆင်ပြေတော့ပေါ့ဆိုတော့အဲအားအကြောင်းလည်းတချို့ဟာတွေကြောင့်ရှင်းသင့်တယ်ခင်လို့ရှင်းတော့ပေါ့နော် အဲ့လိုမျိုးကိစ္စတိုင်းတော့ကျွန်တော်နော်ဘန်တိုက်နေရှင်းတော့ပါဘူး။ဘာလို့လဲဆိုတော့လူဆိုတာအမြင်လည်းမတူကြောက်ဘူးအတွေ့လည်းမတူကြောက်ဘူး။ပြီးတော့ပုံစံဇယိုက်အနေထားပေါ့နော်အကုန်လုံးပေါ့။ဆိုတော့အစားအသောက်ရအကုန်လုံးအဲလူဆိုတာကိုယ်ကြောင်ကိုယ်ပဲအတိဆုံးပေါ့နော်။အဲ့ဒါတွေကိုနားလည်အောင်လိုက်ရှင်းပြနေဖို့ဆိုတာလည်းဖြစ်နိုင်တယ်လေ။အဲ့တော့ရှင်းသင့်တဲ့ဟာတော့ရှင်းပါပေါ့နော်။ဟုတ်ကိစ္စတိုင်းရောလိုက်ပြီးတော့မရှင်းတော့ဘူး။နောက်ပိုင်းမှာလောလာလာရင် နာပေးပထားခြင်းနဲ့ပတ်သက်ပြီးတော့အများကြီးအဲ့ဒါကိုဒါကတော့ကောလာဟာလာတော့ကောလာဟာလာအတိုင်းပဲပေါ့နော်ဟိုကောလာဟာလာအတိုင်းပဲကျွန်တော်ထားလိုက်ကြတော့အဲ့ဒါကြီးလေထွေထူးဘာမှသိကြည်မပြောချင်တော့ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နဲ့အလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာဟိုကျွန်တော်ဘယ်လိုလဲဆိုတာကသိနေရပါလိမ့်ဆိုတော့ ကျွန်တော်အထူးထူးလေးကျွန်တော်လိုက်ရှင်းပြပေးပါမယ်။ဒါကတော့ဒီ47ဒီနေ့ဒီမကပို့ပြီးတော့စိုင်ခွဲလေးအများကြီးနိုင်ဖွင့်လိုက်ပါလေ။ဒီမကအောင်လို့လေးရရှိပါလေ။တက်တက်ပါလေအစိအချမ်းသာကြီးကိုကျွန်တော်ကဲကဲဘယ်နောက်လို့ရလဲ။